ီနေ့တော့ကလေးရောလူကြီးပါကြိုက်တဲ့ကြသားလုံးညော်လေးကြော်မှဖြစ်ပါတယ်။ကြိတ်ထားတဲ့ကြသား300ဂရမ်လေးကို ထောင်းထားတဲ့ကြက်သွမ်ယူနဲ့ဂျင်းတို့ကိုထည့်ပါရစေ။ဂျင်းနဲ့ကြက်သွမ်ယူဖတ်တေကိုမကြိုက်ရင်တော့အရေးပဲညှစ်ပြီးတော့ထည့်လို့ရပါတယ်။ပြီးရင်တော့ကြက်ဥအကာကိုထည့်ပါမယ်။ရွေနှန်းကထုတ်တဲ့ငေကောင်းအနေငယ်ကိုလည်းထည့်ပါရစေ။ဂျုံမုံကိုလည်းထည့်ပါရစေ။ပန်းအောင်စားကိုတော့လက်ပတ်စားစွန်းစွန်းလို့ဝတ်ထည့်ပါရစေ။ လက်အိနဲ့နေအရန်ကတ်တဲ့အတွက်ကြောင့်မလို့လက်နဲ့ပဲအားလုံးကိုနှံ့သွားအောင်နေလိုက်ပါတယ်အခုဆိုရင်တော့ကြက်သားလုံးကြော်ကြော်ဖို့အတွက်ဇင်သင်းဖြစ်ပါပြီစီပူလာပြီဆိုတော့ကြက်သားလုံးလေးတွေကိုထည့်ပြီးတော့ကြော်ပါတယ်မီးပူချင်းကိုတော့အလေလက်မှပဲထားပြီးကြော်ပါတယ်ကြက်သားလုံးလေးတွေတူးမသွားအောင်ထပ်အောင်လှန်ပြီးတော့ကြော်ပေးပါတယ်ကြက်သားလုံးလေးကြီးလည်းရွှေအောင်တန်းလာပြီဆိုတော့ဦးရေကနေဆယ်လိုက်ပါရမေး ခုဆိုရင်တော့လူကြီးရောကလေးပါကြိုက်တဲ့စက်သားလုံးညော်လေးရပါပြီ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။